မှာမြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင်တည်ရှိပါတယ်။ကွန်းတောင်ပေါက်လှိုင်းတဆင့်ကူဖျားကြီးဖြစ်ပြီးပြည်ကတ်တိုက်အနောက်ဘက်တွင်တည်ရှိပါတယ်။အလောင်းစီသူမင်းကြီးဟာပုဂံထင်းနှန်းကိုဆက်ခံပြီးနောက် AD 1132ခုနှစ်မှာယဟန်တန်ဃာတော်များနဲ့ညှိနှိုင်းတိုင်ပင်ပြီးတာဝတ်တိပြေဇေရဝံကျောင်းရှိဂန္နာဂုရိတိုက်တော်ပုံစံကိုအတူယူကာ မြေမှထိုးထွက်လာတဲ့ကဲ့သို့တင့်တယ်သောဇေဒီတော်ကိုနန်းဦးတွင်တည်ထားခဲ့ပြီးရွှေကူကြီးဖရာလိုအမိပေးခဲ့ပါတယ်။ထီးနန်းရရှိပြီးရှေးဦးစွာတဲတဲ့ဖရာဖြစ်တဲ့အတွက်အလောင်းစီသူမင်းအားရွှေကူဒါယကလိုလဲခေါ်ကြပါတယ်။ဖရာဝင်ပေါက်နယံမှာကတ်ထားတဲ့ကြောက်စာနှစ်ချက်ရှိပါတယ်။ထိုကြောက်စာစုတောင်းအရာအလောင်းစီသူမင်းဟာဖျားစုပန်မင်းတပါဖြစ်တာကြောင့်အလောင်းအလျာဖြစ်တဲ့အလောင်းစီသူမင်းလို့ခေါ်ကြကြောင်းသိရပါဗျ ကျောက်စာပါအချက်အလက်အရာရွှေကူကြီးဖျားမှာ1131ခု AP လ16ရက်မှာစတင်တည်ထားပြီး1131ခု December လ16ရက်မှာပြီးစီကြောင်းဖော်ပြထားပါတယ်။ဖော်ပြချက်တွေအရာ ခန်းနာတက်ပယ်လှတဲ့ရွှေကူကြီးဖျားကို9လဝင်းကျင်လောက်နဲ့ထိုခေတ်ထိုအခါကပြီးစီအောင်တည်ဆောက်